thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရှိတရုတ်ဝန်တန်းအဖွဲ့အစည်းများနဲ့စီမံကိန်းများရဲ့ဘီကင်းလုံခြုံရေးကိုလက်တွေ့ကြစွာအာမခံပြီးဖို့တရုတ်သမ္မတတောင်ဆိုမှုမင်းအောင်လိုင်ကအစွမ်းကုန်အာမခံပေးသွားမယ်လို့တုံ့ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရှိတရုတ်ဝန်တန်းအဖွဲ့အစည်းများနဲ့စီမံကိန်းများရဲ့ဘီကင်းလုံခြုံရေးကိုလက်တွေ့ကြစွာအာမခံပေးဖို့တရုတ်သမ္မတရှိချင်းပြင်းကတောင်းဆိုလိုက်ပြီးအကြံဖက်မင်းအောင်လိုင်ကလည်းအစွမ်းကုန်အာမခံပေးသွားမယ်လို့တုံ့ပြန်ပြောဆိုလိုက်ပါတယ်မနေ့ကတရုတ် သမ္မတနဲ့ဂျန်ဖန်မင်းရလိုင်းတို့တွေ့ဆုံစဉ်အဲ့ဒီလိုပြောကြားတာဖြစ်ကြောင်းတရုတ်တရင်ဌာနကဖော်ပြပါတယ်တရုတ်သမ္မတကမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျစွာအာမခံပေးဖို့အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ့်လိုက်မှုစတဲ့နေဆက်ဖြစ်ကြောင်းပြည်မှုကျူးလွန်မှုများကိုတိုးမြင့်တိုက်ဖြတ်ဖို့တောင်းဆိုလိုက်ကြောင်းသိရပါတယ် မင်းအောင်လိုင်းကတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုမြားစွာအလီထားကြောင်းတရုတ်နိုင်ငံရဲ့ယုံကြည်စိတ်ချရတဲ့ချစ်ကြည်ရင်းနှီးထိုက်တဲ့အိန္ဒိယချင်းအဖြစ်ထာဝရလုံဆောင်သွားဖို့လို့ကြောင်းမြန်မာနိုင်ငံအနေနဲ့နှစ်နိုင်ငံစည်းဝါးကုံသွင်းရေးစွမ်းအင်းစားတဲ့ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတွေကိုအားထားဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့ဘီကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပြီးတော့မှဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့နှစ်80ပြည့်ရှင်ပြည်နီအောင်ပွဲအခမ်းအနားတွားရောက်စဉ်တရုတ်သမ္မတ ားနဲ့တွေ့ခွင့်ရဖို့ရုရှားရဲ့အကူအညီနဲ့ကြိုးပမ်းခဲ့ပြီးရနောက်အဲ့ဒီလိုတွေ့ဆုံမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့လိုင်းတာယာရွှေလင်းပန်းဆက်မှုဆောင်မှာတလလီ9သိန်းတသောင်းနဲ့လုံကျုံကြီးအလုတ်ခေါ်တဲ့အတွက်သွားရောက်လျှောက်ထားရမှာပေါ်တာဆွဲဖက်စစ်ခံရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလန်တာယာရွှေလင်းပန်းဆက်မှုဆောင်မှာတလလီ9သိန်းတသောင်းလာစာရမယ်လို့အလုတ်ခေါ်တဲ့အတွက်သွားရောက်လျှောက်ထားရမှာပေါ်တာဆွဲဖက်စစ်ခံရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရကြောင်းဖက်စစ်ခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတွေကပြောပါရင်ပကိုတိုင်းတနက်ပင်မြို့နယ်မှာအသက်25နှစ်အရွယ်လူငယ်နှုတ် ဖြစ်တဲ့မောင်စောထက်လင်းနဲ့မောင်ရင်းအောင်တို့ကရှန်ကုန်တိုင်းလိုင်းတရားမျိုးနဲ့ရွှေလင်ပန်းစက်မှုဆောင်မှာတလလင်းငွေကြက်9သိန်းတထောင်ရရှိမယ်ဆိုတဲ့အလောက်ခေါ်စားလက်ကမ်းကြီးညာကိုတွေ့တဲ့အတွက်ဖုန်းနဲ့ဆက်သွယ်ခဲ့ရ ရန်ကုန်ကိုတက်လာဖို့ပြောဆိုကြောင်းဒါကြောင့်မေလလီရဲ့နေ့အလုံလျှောက်ဖို့၎င်းတို့နေထိုင်ရာတနက်ပင်မြို့နယ်မှာရန်ကုန်ကိုလာရောက်ခဲ့ပြီးရင်နောက်ပြောင်းဆုံသွားခဲ့ကြောင်းအဲဒီနောက်မေလရှိရဲ့နေ့မှာမောင်စောထန်လင်းနဲ့မောင်ရင်းနောင်တို့က၎င်းတို့ကိုအင်းစင်မြို့နယ်တညင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခံထားရတယ်လို့မိသားစုထံအကြောင်းကြားလာကြောင်းသိရပါတယ်။ ရွှေလင်ပန်းစက်မှုဆောင်မှာစက်ရုံလုံးကြုံရင်လောက်ရမယ်တလ9သိန်းတထောင်ရမယ်တင်နန်း3လတက်ပြီးရနဲ့လုံကြုံရင်အလုံလောက်ရမယ်ဆိုလို့နှစ်ဦးသားရန်ကုန်ကိုတက်သွားကြတာမေလ၄ရက်နေ့မနက်အစောကြီးတက်သွားပြီးတော့ညနေမှာသူတို့ကဖုန်းနေခေါ်တာခေါ်မရတော့ဘူး အဲ့ဒါနဲ့လင်းရက်လောက်ကြတော့ရဲနောင်ကသူ့အိမ်ကိုဖုန်းဆက်အသိပေးရင်သူရောဇော်ထက်လင်းရောတညင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုရောက်နေတယ်သူတို့ကိုအလုံဆိုပြီးလင်းခေါ်သွားတာလုံချုံရင် အလုံဆိုပြီးစစ်မှုထမ်းတနန်းတရမယ်ညင်းလို့လည်းမရတော့ဘူးလို့ပြောတယ်လို့ဖန်းစည်းခံရသူလူငယ်နဲ့ဦးရဲ့မိတ်ဆွေဖြစ်သူကရှင်းပြပါရတယ် မောင်ရဲနောင်နဲ့မောင်စောထန်လင်းတို့နှစ်ဦးကအလုရှောက်ဖို့ရန်ကုန်တိုင်းလိုက်တရာမျိုးနဲ့ကိုမသွားမီကလေးက၎င်းတို့ရဲ့ကိုရင်အချင်းနဲ့တပ်ပုံနဲ့ကိုဖိုင်ပါမှတဆင်ပြဖို့ကြကြကြောင်းလိုက်တရာရောက်ရှိချိန်မှာဆိုင်ကယ်နှစ်စီးနဲ့အရက်ဝတ်အမျိုးသားနှစ်ဦးကလာခေါ်ကြောင်းအဲ့ဒီနောက်အငားရင်နဲ့ထပ်မံခေါ်ဆောင်သွားပြီးတင်းငင်းကုန်စုဆောင်ရေးတပ်ကိုပို့ဆောင်ခဲ့ကြောင်း၎င်းတို့ရဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းယူသွားကြောင်းမေလာရှိရနေ့ရောက်တဲ့အခါမှာတင်းငင်းကုန်တပ်တွေမှစစ်သားတအုပ်ရဲ့ဖုန်းကိုအခကျင်းဝင်ယူပြီးသက်ဆိုင်ရာမိသားစုထံကိုအတိပင်းအကြောင်းကြားနိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ် င်းအွန်လိုင်းမှာဖြစ်ဖြစ်လက်ကမ်းကြေညာနေဖြစ်ဖြစ်လာစာကောင်းမယ်အလုပ်ရမယ်ဆိုတာတွေကိုမယုံကြည်ကြဘူးလာစာ9သိန်းတထောင်ပေးမယ်လုံခြုံရေးလုပ်ရမယ်ဆိုပြီးစစ်တဲလင်ခေါ်ခံရတဲ့ဖြစ်စဉ်လို့အခြားသောလူငယ်တွေမဖြစ်အောင်ပါလို့၎င်းကဆက်လက်ပြောဆိုပါတယ်လက်တလောဖန်စီခံထားရတဲ့မောင်ရင်းအောင်နဲ့မောင်စောထလင်းတို့ကအကူလာမှာဖွင့်လင်းမယ်စစ်မှုရန်ပတ်စဉ်73မှာတက်ရောက်ရမှာဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် ကျောက်ဖြူမြို့နယ်မင်းတပ်တောင်တိုက်ပွဲမှာအင်အား80ကျော်ပါတမ99စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေပြီးလက်ခမော်ယွာနီစစ်တပ်စခန်းကိုအင်အားသိမ်းပိုက်တယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကင်းစခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ပမာအင်အား80ကျော်ပါတမ99စစ်ကြောင်းမှာအဆက်အသွယ်ပြတ်တောက်သွားကြောင်းစစ်တပ်သတင်းအရင်းမြစ်တွေကပြောကြားပါရယ်။ မေလာနေ့ရက်နေ့ကြောက်ဖြူမျိုးနဲ့မင်းတက်တောင်ရှိစတက်ကအကခဲစကန်တစ်ခုကိုအင်းကဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင်အဲ့ဒီလိုတိုက်ခိုက်ရမှာအဲ့ဒီစကန်နဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်းအား80ပါးစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ပဲပျောက်ဆုံးနေကြောင်းတပ်သတင်းရင်းမြစ်တွေကရှင်းပြပါရယ်အဲ့ဒီစကန်မှာကအင်းအား90ကျော်နဲ့ကိမုံက30ကျော်လောက်ရှိရဲ့အဲ့ဒါအဆက်အသွယ်မရတော့ဘူးမေလာ3ရက်လောက်ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တပ်သတင်းရင်းမြစ်တွေကဆိုပါရယ်အဆိုပါမင်းတက်တောင်ကခဲစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအင်းကသတင်းထုတ်ပြန်မှုတစုံတရာလှုပ်ဆောင်ခြင်းမရှိ သေးပါဘူးအလားတူရခိုင်ပြည်ကြောင်ပြူမြို့နယ်အတွင်းအာနာသိန်းစစ်ကောင်စီတပ်နှင့်အရခတက်တော်အေတို့ကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးအေပြီလာနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင်ကြောင်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နှင့်ရဲတပ်ရင်အနီးနဲ့ဒညာဝရီရေတက်စခန်းဤတို့မှစစ်ကောင်စီနဲ့အေတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်ကြောင်ပြူမြို့နယ်တိုက်ပွဲအတွင်းဒဏ်ရာရရှိတဲ့တပ်သားတွေကိုစစ်ကောင်စီကစစ်တွေစီရင်နဲ့တပ်နယ်စီရင်များကိုပို့ဆောင်ကူတာပေးနေကြောင်းစစ်တွေမျိုးစစ်သည်ရင်မြစ်တွေကပြောပါတယ်အရေးအတွက်ကတိတိကျကျတော့မသိဘူးကြောင်ပြူတိုက်ပွဲက ဒဏ်ရာရတပ်သားတွေကိုစစ်တွေစယုံကြီးမှာလာရောက်ကုသပေးနေတဲ့သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်စယုံနေပို့ထားတဲ့စေကုသပို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကဆိုပါတယ် ကျောင်းပြူမြို့နယ်တိုက်ပွဲမှာအာရခတပ်တော်ရင်းကဒိုးစစ်ကြောင်စစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကြောင်အချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့ကျောင်းပြူသတင်းရင်းမြစ်ကပြောပါရယ်အမတ်သုံးဆက်နေရဲတပ်ရင်းနဲ့ဒညဝရီဟီတပ်စခန်းတစ်ပုတ်တောင်ဟီတပ်စခန်းအနီးကစစ်တပ်ရဲ့ကာကင်တွေကိုအေအေကဒိုးစစ်စင်တိုက်ခိုက်နေတာတချို့ကာကင်စခန်းနဲ့စစ်တပ်စခန်းတချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိရတယ်စစ်ကောင်စီစစ်ကြောင်တွေကာကင်စခန်းတချို့ကလည်းအမတ်သုံးဆက်နေဘက်ကိုနောက်ဆုတ်သွားတာရှိရင်လက်ကမော်တပ်စခန်းကိုတောင်းအေအေကတင်လိုက်ပြီလို့သတင်းရရှိထားတယ်တီးကြတော့ အတိမပြုတ်နိုင်သေးဘူးကြောက်ဖြူတပ်ပွဲကတော်တော်လေးပြင်းထန်နေတယ်လို့ပြောလို့ရတယ်လို့ကြောက်ဖြူတရင်အရှင်မြစ်ကပြောပါတယ်ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့အင်အီတို့တိုက်ပွဲမှာလာနေငယ်ကြဂျိုးကြတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးအခုရက်ပိုင်းအတွင်းအင်အီထိုးစစ်အရှင်မြင်လာတာကြောင့်တိုက်ပွဲမှာပုံမပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေကြောင့်ကြောက်ဖြူမျိုးနယ်ရှိကျေးရွာပေါင်း20ထပ်မင်းနယ်မှာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်းနေချီတဲ့ပြည်သူများလည်းအိုးမဲ့အိမ်မဲ့ဒုက္ခဖြစ်နေကြကြောင်းသိရပါတယ်ဆလတ်ပြီးပလောမျိုးပေါ်ရှိစံဝင်းအရက်ဆိုင်မှာတောက်စားမှု ူနေတဲ့လက်နက်ကန်ဖြူစော်တီ၃ကိုပြစ်ခတ်တိုက်ခိုက်မှု၃လုံးတည်ဆောင်းနေကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းပလောမျိုးပေါ်ရှိစံဝင်အရဆိုင်မှာတောက်စားမှုယူနေတဲ့လက်နက်ကန်ဖြူစော်တီ၃ကိုပြစ်ခတ်တိုက်ခိုက်ရာ၃စလုံးတည်ဆောင်းခဲ့ကြောင်းမြင့်ခင်အမှတ်တိုင်ရင်မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။မေလာ၆ရက်နေ့ညနေ9:30မိနစ်30ခန်းမှာပလောမျိုးအမှတ်နှစ်ရပ်ကွက်ရှိစံဝင်အရဆိုင်မှာတောက်စားမှုယူနေတဲ့ဖြူစော်တီကောင်းဆောင်ကလနီဖြူစော်တီကောင်းဆောင်ကျော်သူရာနဲ့ဖြူစော်တီ ခေါင်းဆောင်တန်းနိုင်တို့မြင်းခရိုင်အမှတ်တတရင်နဲ့မြင်းခရိုင်ပကဖပူပေါင်းဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ပြူစော်တီတောင်းကပြည်သူများကိုချိန်ချငွေညစ်ခြင်း၊ဖမ်းဆီးခြင်း၊ဂိတ်ကြီးကောက်ခြင်း၊လူငယ်များကိုအတင်းအတတ်မှစစ်မှုထမ်းဆောင်ခြင်း၊ပလောမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့တပ်ပွဲများတွင်ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများလုပ်ဆောင်ရမှအဓိကပါဝင်တဲ့တရက်ခတ်များဖြစ်ကြောင်းသိရပါတယ်။ဒီကောင်တွေကအတော်အရေးပါတဲ့စစ်ကောင်စီတောက်တိုင်းအကြီးစားတွေလက်တံလဲရှိတဲ့ပလောမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေ ရဲ့မိသားစုတွေနေအိမ်တွေရရတွေကိုဒုက္ခအပြီးဆုံးကောင်းနေစစ်ကောင်စီလော်ဘီပြူစော်တီငမင်းစီကိုအချက်လက်တွေပို့ပေးပြီး Telegram နဲ့ Facebook တွေကနေရသမျှအွန်ခိုင်းနေတာလေသူတို့ပဲသူတို့ကလက်နက်ကန်ပြူစော်တီပေါ်အတူရောအရှိကောရှိတယ်သူတို့ထက်ငယ်တဲ့ပြူစော်တီတွေကိုတော့စစ်တပ်ကလက်နက်ဆင်ပေးထားရတာလို့မြေခရိုင်အမှတ်တတိုင်းမှာတာဝန်ရှိသူတောက်ကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်